ကျဲအဲ့စိတ်ကိုကြံသွားမယ်စိတ်ကြတော့တိကျတဲ့သဘောလေးကိုစိတ်လို့ခေါ်တယ်အဲ့မှာစိတ်ရယ်စိတ်ကသူကတိယုံနေတယ်သူကအဖြူအောင်တက်တက်နေတယ်ဒီလိုအဲ့ဒီစိတ်ကအဲ့လိုရှင်နေတူတယ်ရှင်လိုပဲသူကကြည်လင်တဲ့သဘောရှိတယ်နော်ဘာမှသူကအယောင်မရှိဘူးတကယ်လို့အဲ့ဒီရှင်ကို ရေရဲကပြောင်းဝင်စေတတ်တဲ့အစိမ်းရောက်အမှုန်ထဲအဲ့ဒီရေကပါရောက်ဖြစ်မှာလားအမှုရောက်ထဲအမဲရောက်ထဲအမဲရောက်ဖြစ်တယ်အဲ့ဒီလိုပဲစိတ်ကလေးကသူ့ဘာသူဆိုလို့ရှိရင်ကြည်တယ်အဲ့ဒီစိတ်ကိုခြေနေလိုက်တာကစိတ်တသိက်အဲ့ဒီစိတ်တိတ်ဆိုတဲ့ဟာကတော့ဘာသာနေပြီးတော့အဲ့စိတ်ကိုချဲလဲလိုက်တဲ့အခါကျတော့ငဘုသူ့သဘောသဘာဝ ေယျတက်နိုင်ရှင်ရှင်စိတ်ကလေးကအဲ့လောဘရဲ့ခြေလက်ကြီးကိုခံလိုက်ရတဲ့ကြောင့်လောဘစိတ်ဖြစ်သွားတယ်။သူမျိုးလူပဲဒေါသစိတ်ဖြစ်သွားတယ်မောဟစိတ်ဖြစ်တယ်ဆိုတာကအဲ့ဒီစိတ်တိတ်တိတ်ရဲ့အယောင်ဆုံးကိုခံလိုက်ရတာ။စိတ်ရသူ့ကလူနေကြည့်ကြည့်နေတယ်အခုဆိုပါလို့အန်လေးတစ်ခုမြင်လိုက်တယ်။မြင်လိုက်တဲ့အခါကမြင်စိတ်ကလေးကြီးလေးလေးပဲဘာမှမပါသေးဘူး။ သူ့နောက်ကနေစိတ်သိဒ္ဓါချဲ့လဲလိုက်တဲ့အခါကျတော့ဟဲ့တန်းလေးကလှလိုက်တာဆိုဖြစ်လာတယ်။အဲတန်းလေးကလူကျင်ကြရလေးပြီးလေဒီရောခူးမိသွားရောဟုတ်လားအဲ့ဒါစိတ်သိဒ္ဓါနေလိုက်ပြီးချဲ့လဲတဲ့သဘောအကြာအာယုံမှလည်းဒီတိုင်းနဲ့အနတ်အာယုံမှလည်းဒီတိုင်းနဲ့အရရာပေါ်မှလည်းဒီတိုင်းနဲ့ဖတ်တပ်ရုံဆိုတဲ့အထီးတွေ့ပေါ်မှလည်းဒီတိုင်းနဲ့လူကျင်မှုဖြစ်လာပြီးဆိုတဲ့ဟာကအဲစိတ်သိဒ္ဓါရဲ့ချဲ့လဲမှုတော့ဖြစ်တာစိတ်ကလေးက တဏှရောဆိုလို့ရှိရင်သူကတဏှာရှင်းရှင်းပဲအခုဆိုပါတော့ဒူရင်ဒီစိုက်တဲ့ဒီကကတော့မှုလို့နေတာပေါ့နော်မစိုက်တဲ့ဒီကကဘာနဲ့နဲ့လို့ပြောရလဲဘာနဲ့နဲ့ဟုတ်ပါတယ်ဒီရင်ဒီဆိုတာဒူရင်နဲ့နန်းတာပေါ့နော်တချို့ကတော့ကိုယ်နဲ့လို့ဒီနဲ့လို့ပြောကြတယ်လေနော် မတိုက်တဲ့သူကအဲ့အဲ့လိုနဲ့မယ်တဲ့တိုက်တဲ့သူကတော့မှုတယ်တဲ့ဒူးညင်းလေးပဲလေဒီတခုကိုသူ့ကြတော့မှုပြီသူ့ကြတော့မလို့နဲ့ဒါသူ့ရဲ့နှလုံးသွင်းမှုပေါ်မှာမှုတည်တာပဲဟုတ်တယ်ဟုတ်လားပြောင်းရဲ့ဆရာကနှလုံးသွင်းမှုကိုအဲ့လိုမျိုးကွာသွားတဲ့အကြောင်းတော့အကျိုက်လေအဲ့ဒီလိုမျိုးကွာသွားသူမျိုးတွေပဲခန္ဓာကိုယ်မှာပေါက်ပြန်နေတဲ့သဘောတွေမှာပညာကပြေးလိုက်တဲ့အတိုင်း လိုက်ခံစားပြီးတော့လိုက်မှတ်သားနေတာအဲ့ဒါကိုအမှားတွေကိုလိုက်မှတ်နေတယ်အဲ့ဒါကိုတင်ညာဝိညာဏတာလို့ခေါ်တယ်အတိတ်ကမှားမှားနေစိတ်ကဝိညာဏတာလို့ခေါ်တယ်အခုဆိုပါဆိုခန္ဓာကိုယ်မှာဖောက်ပြနေတဲ့သဘောတွေဖောက်ပြနေတဲ့အတိုင်းမသိပြန်နဲ့ထုံနေတာတဲ့အကျင့်နဲ့ကြိုက်တယ်လို့ပြီးတာဟာအဲ့ဒါနှလုံးသွင်းမှားတဲ့အတွက်ကြောင့်အဲ့ဒီအဖြစ်တာ ုက္ခဝေဒနာဖြစ်တာတကယ်လို့ဒါနှလုံးသားမှန်တယ်ဆိုလို့ရှိရင်သူ့ကိုကြည်နေခြင်းနဲ့အော်ဇုသဘာဝတွေဒီအရည်ပေါက်ပြတဲ့သဘာဝတွေလည်းဒီယူးယူးတွေသူကတည်နေလိုက်ပြီဆိုလို့ရှိရင်သူ့မှာကြိုက်တယ်လည်းမရှိဘူးဖုံးလည်းမရှိဘူးဒါနဲ့ခန္ဓာရဲ့ဒုက္ခကိုတော့တည်နေကြနော်ခန္ဓာရဲ့ဒုက္ခကိုတော့တည်နေတယ်သူကဝင်မခံပါဘူးဒီခန္ဓာကိုယ်ကပေါက်ပြနေတဲ့သဘောသဘာဝလို့သူကဒီအစိတ်ကနေတော့တည်လိုက်ပြီးတည်နေတဲ့အခါမှာ ကိုရတော့ကိုမခံတော့ဘူးကိုလည်းမဆိုင်တယ်လို့မျိုးကိုတန်တာမှာမဖြစ်တယ်လို့မျိုးကိုကဥပ္ပစာတွေနဲ့ကြည့်နေတာဥပ္ပစာဆိုတာကသိသူရှိတာမဟုတ်ဘူးမသိကြုံရုံတူတာမဟုတ်ဘူးသိနေရဲ့ဒါပေမဲ့ဒုက္ခအနေနဲ့လည်းမခံရဘူးဒုက္ခအနေနဲ့လည်းမခံရဘူးဒုက္ခဒုက္ခဆိုတဲ့အပေါင်းလားခုကလွတ်နေပြီတော့သူကဥပ္ပစာနဲ့ခံရမှာတာ ဲ့ဒီလိုမျိုးအရမတ်အပါပါတကယ်ညာလေတော်ပေါက်လာပြီဆိုလို့ရှိရဲသူကအဲ့ဒီလိုမျိုးနေနေတဲ့ဒီဒါနဲ့ကျုပ်ကပါပါတော့ဖောက်ရမှာပဲလေပူပြီးတော့လည်းဖောက်ရမှာပဲဒါကြောင့်လည်းဒီရောတတ်ကိုပြီးပြီးတော့လည်းဖောက်ရမှာပဲတင်းတော့မှုလည်းဖောက်ရမှာပဲသထဝီတက်လေဟလာကြိုက်ဖဲတာလို့သတ်ပြီးအရင်နည်းနည်းအနည်းငယ်လျှောက်တက်ကုန်ကြတာဒီတန်လေးပါရဲ့ဖောက်ရမှုကိုဒီ ရာပဲလို့ထုံငယ်လို့ကျင်းလို့နိုင်တယ်လျှောက်ခတ်ပေါ်တာတကယ်တော့ဖောက်ပြန်တဲ့သဘောတကားအားလေးကိုသိနေမှဆိုရင်ဟိုကနာမည်မတက်ဘူးကိုဖောက်ပြန်လာတယ်လည်းမရှိဘူးထုံတယ်လည်းမရှိဘူးကျင်းတယ်လည်းမရှိဘူးဒါပေမဲ့ရုပ်ဒုက္ခဖြစ်နေတာကိုလည်းသိတယ်ပြင်လာတော့ဒုက္ခမဖြစ်ဘူးဥပ္ပခာလည်းဖြစ်နေတယ်အဲ့ဒါကပရမတ္တဘာဝကိုတကယ်နားလဲသဘောပေါက်လာပြီဆိုလို့ရှိရင်အဲ့ဒီလိုမျိုးတော့မေလို့ရပါတယ်စိတ်ဟာဒါနဲ့ကြည့်လေ ရှင်ဒီရင်းနော်ဒီအကြည့်ကြီးရတဲ့နဲ့တူတယ်အမုံအွားအလေဘာမှမပေါ့ကြည်နေတဲ့သဘောရှိတယ်သူ့ကိုတိတ်တိတ်ဆိုတဲ့သဘောတဘာဝကအယောင်ဆိုးလိုက်လို့လောဘစိတ်ဒေါသစိတ်မောဟစိတ်တွေဖြစ်သွားတာနောက်တစ်ခုစိတ်ဆိုတာရှိနေတဲ့အရာမဟုတ်ဘူးရှိတော့ရှိတယ်ရှိနေတဲ့အရာမဟုတ်ဘူးဥပမာဂီတာလဲပါအတန်ရှိတာ အေးရမှရှိတာအတန်ကျိုးမှာရောရှိတာဒါနဲ့သူတို့မှာအတန်ဖြစ်ပေါ်ဖို့အခြေအနေမရှိဘူးလားဒီခလိုက်ဖို့အတွက်ကိုအချက်ကလေးတစ်ချက်လို့အဲ့ချက်ကလေးတစ်ချက်ပါလာတဲ့အတန်ထွက်လာပြီအဲ့ထွက်လာတဲ့အတန်ကအေးရထွက်လာလားကျိုးရထွက်လာလားကျိုးလို့မရဘူးနော်သူတို့ကအတန်ထွက်နောက်တစ်ခါမြင်ချက်မြင်ရှိတာဘယ်မှမြင်ရှိတာကြောက်မှာမြင်ရှိတာ ဒါပေမဲ့သူတို့နှစ်ခုလုံးကနီးကိုဖြစ်စေရတဲ့အစံတက်တူတော့ရှိနေရနော်အခြေအနေလေးတစ်ခုလို့ပတ်တိုက်ဖို့အတွက်ဖြစ်လိုက်တဲ့ခါကျတော့ဖတ်ခနဲ့သူပြန်လာတာမဟုတ်လားအဲ့ဒီလိုပဲဥပဒေအညာတဲ့လက်ဘဝကိုအခုမြင်ရပြန်လိုက်ဆောင်ကြည့်ဘယ်ဟာလဲလက်ဘဝကိုအဲ့ဒီလိုမျက်စိနဲ့အသင်းနဲ့ဉာဏ်ကြရနဲ့ တိုက်လိုက်တဲ့အချိန်ကငြင်းကြိတ်ကလေးဖြစ်တယ်။ငြင်းလျာကလေးကိုငြင်းလိုက်တဲ့အချိန်ကလေးအခိုက်ကလေးကသူကတာမန်တော့ပါသောတာမဖြစ်ဘူး။ပြီးတော့မှတရားမဟဲ့ဖုံဖုံထောင်တာနဲ့ဖုံဖုံလက်ပြာလှလိုက်တာ။ဟမ်။ငါဖြတ်ယူတာကောင်းပါလေ။နော်။နောက်ကနေလောဘလေးလိုက်တာနော်။မြင်လိုက်တဲ့အခါမှာ ည့်ရနှလုံးသွင်းဖို့ကကောင်းတယ်လို့ထင်လှတယ်လို့ထင်ဒါလောဘဖြစ်လာကြိုက်ရင်လောဘမကြိုက်ရင်ဒေါသကြိုက်ရင်မကြိုက်ရင်ဒေါသစသည်ဉာဏ်ကလည်းခိုက်တန်လေးကလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးဉာဏ်စိတ်သက်သက်လေးကဘာမှမပါဘူးဂျိုးဂျိုးလေးပဲသူ့ရဲ့ဝေဒနာသည်ဥပ္ပခာဝေဒနာပဲလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူး ပြီးတော့မှစိတ်တိတ်ကခြေလဲလိုက်တယ်နှလုံးသွင်းမှုမှားဝင်သွားရင်သောတာအဲ့ဒီလိုမျိုးဖြစ်တတ်ပါလေဝိဇ္ဇာနဲ့ဝိသီနဲ့တိုက်လိုက်တဲ့အချိန်မှာငြိမ်ကလေးဖြစ်တာခုနကတော့လက်ဖွာကိုမမြင်ရင်တော့လက်ဖွာကိုမြင်တဲ့စိတ်ဖြစ်လာအဲ့ဒီဘုံတော့တစ်ခုတိုက်လိုက်တဲ့အချိန်မှာလက်ဖွာကိုမြင်တဲ့စိတ်ဖြစ်တာဒီတိုင်းနဲ့အတန်ကိုကြားတဲ့အခါကျရင်လေနားနဲ့အတန်နဲ့တိုက်မှာ ကြားသိဖြစ်တာအရင်တော့အတန်ကိုမကြားခင်ကကြားသိဖြစ်လေဖြစ်လာအတန်ကိုကြားလိုက်တဲ့အချိန်ကကြားသိကလေးဖြစ်လာတယ်ဖြစ်လာပြီးအဲ့စားသိကလေးကဘယ်လောက်ကြတာခံအခုဆိုတာကဒိုရီမီဖာဆိုလာစီရူလို့ပြောတာလို့ဒိုရီဆိုတဲ့အချိန်မှာသူကကြောက်သွားပြီမှားလားမီဆိုတဲ့အချိန်မှာ ရေကြအဲ့ဒီအားဖြင့်ဒီ melody တွေမှာလည်းရှေ့ကနေတစ်ခုတစ်ခုတစ်ခုအတန်တွေပြောက်သွားတာပဲနောက်ထပ်အစ်စ်တဲ့အဲ့အဲ့ဒီပေါ်လာတဲ့အတန်တွေကဘယ်လောက်ကြာလဲဆိုလို့ရှိရင်လက်ဖြစ်တစ်ထွေးလည်းကြာတယ်ဖြစ်ပြီးတစ်ဖက်သာတော့ပဲကြာတယ်ပရာဂန်တွေကတော့နှစ်ဖက်သာကြာတယ်ပေါ့အဲ့ဆိုရင်လက်ဖြစ်တစ်ထွေးသာအာဆိုရင်နှစ်ဖက်သာတော့ကြာတယ်လက်နှစ်ဖက်သာတော့ကြာတယ်အလုံးလုံးဘယ်လောက်ပဲ တော့ပြင်းရင်ပြောက်သွားတယ်ထုတ်သွားတယ်မရှိတော့လာတာအနံ့လည်းဒီသားရမယ်အနံ့လည်းနှာခေါင်းလည်းတိုင်းပါနံ့ကြိတ်ဖြစ်တာမဟုတ်တော့မတိုက်ခင်တော့နံ့ကြိတ်ဖြစ်ပါဖြစ်ဘူးနောက်ခါခန္ဓာကိုယ်မှာလည်းတစ်ခုခုနဲ့ထိလိုက်တဲ့အခါမှာထိတာကိုသိတဲ့အချိန်ဖြစ်တယ်မှာလားဒီကနေ့ ice pick ရှိလားမရှိဘူးเนาะအဲ့တော့ဉာဏ်စိတ်ကြီးဉာဏ်စိတ်ကြီးဉာဏ်စိတ်ကြီး အရာကကိုသိတဲ့စိတ်ဒီခြိကကိုသိတဲ့စိတ်ဒီကြိုးပြီးရှိနေတာလားအကြောင်းတရားတိုင်းဆိုင်ရာပေါ်လာတာဟုတ်ပါဘူးဒီစိတ်ဟာရှိနေတဲ့အရာလို့ပြောလို့ရလားရှိနေတဲ့အရာမဟုတ်ဘူးအကြောင်းတရားတိုင်းဆိုင်မှာပေါ်လာလက်ခံတာလို့သိရှောင်းရှင်းလားဒီကောသိကြတာရှိနေတဲ့အရာမဟုတ်ဘူးအကြောင်းတရားတိုင်းဆိုင်မှာပေါ်လာတဲ့အရာဒီစိတ်တွေဟာ ်ဘူးသူကြားစိတ်နယ်စိတ်အားလုံးဟာလေအယက်စင်ဉာဏ်လောကရှိတဲ့စိတ်တွေရဦးချင်းဗီရှင်းကြည့်ရဆိုတော့သူတို့သိဆောင်နေတာကိုမမြင်ရဘူးဒါမျက်စိရသူတို့ပြောနေတဲ့စကားတွေတော့သာနေရတယ်နော်တစ်ခက်တော့လေသာပြီးတော့ကြည့်နေတယ်ဆိုတော့အလုံးစံတစ်ခုလေကြည့်တာကတစ်ခုသာတာကတစ်ခုကြားတာကတစ်ခုနော်ဒီကြားတဲ့ရှင်းတဲ့ ထင်ကြတဲ့အခါကျတော့ခန္ဓာကိုယ်ထိတာသိရမှာလားစိတ်ကတော့ဒီဒီကြည့်နေတယ်ပဲထင်တာလေအဲ့စိတ်ကတကယ်ဆက်ဖြစ်နေတာဟုတ်လားမြေသိမ့်နဲ့ကြားသိမ့်နဲ့အဆုံနဲ့တကယ်နဲ့ဖြစ်နေတယ်လို့ထင်လားတကယ်နဲ့ဖြစ်တာဟုတ်ဘူးကြားအရင်ကအတန်လောကြီးတယ်ကြားမြေသိမ့်ဖြစ်လိုက်ကြားသိမ့်ဖြစ်လိုက်စားသိမ့်ဖြစ်လိုက်အရင်မြန်လောကြီးဒီစိတ်တွေဟာအကြောင်းတရားတိုက်ဆိုင်မှာဖြစ်ပေါ်လာတာ စိတ်တရားတွေဟာကံစိတ်ဥဒုအဟာရပေါ့ဗျာမြည်ကြပြီးတော့နေနေရတယ်ခန္ဓာကိုယ်မှာစိတ်ရဲ့ခုနပြောတဲ့ပြစိတ်တွေရောအဘဝရောတတ်ဆိုတဲ့တတ်တဘာဝတွေပေါင်းစုပြီးတော့ကိုယ်ပို့ဆုံးထားတာပေါင်းသတ်ထားတာပေါ့နော်ဒီပရမတ်အဘာဝတွေကိုအခြေခံပြီးတော့မှနောက်တစ်ချိန်ကြာမှဝိပဿနာရှိတာကိုပြောပြပါမယ်ဝိပဿနာရှိမဲ့လူသည် ကျိုးရဲ့သဘာဝတရားတွေကိုနာမ်ရဲ့သဘာဝတရားတွေပိုင်းနိုင်ရတယ်။အဲ့လိုမျိုးသိတဲ့အတ္တကိုနာမရူပပြိစိတ္တဉာဏ်လို့ခေါ်ပါတယ်။အဲ့ဒီဉာဏ်ကိုပိုင်ထားရတယ်။ဒီကျိုးတရားတွေဘာကြောင့်ဖြစ်တာလဲ။ဒီဉာဏ်တရားတွေဘာကြောင့်ဖြစ်တာလဲ။သူ့ရဲ့အကြောင်းတရားကိုသိရမယ်။အဲ့အကြောင်းအကျိုးတရားတွေကိုသိတာကိုပစ္စယပရိသဟဉာဏ်လို့ခေါ်ပါတယ်။ဝိပဿနာအားထုတ်တဲ့ပုဂ္ဂိုလ်ဒီအဲ့ဒီဉာဏ်နှစ်ချက်ကိုလုံးဝပိုင်နိုင်ရပါ မပိုင်ရဲနဲ့ပါပြီးတော့အနိစ္စဒုက္ခအနတ္တဖြစ်တဲ့ဖြစ်တဲ့အကြိုက်တလောက်လို့တက်တက်လုံးလို့တွေ့ရတဲ့အဖြစ်ပါတရားမှမရပါဘူးဒီပါကြောင့်တော့ပရမတ်ပေါ်မှာသူတို့ဆက်တဲ့ဘောမပေါက်သေးတဲ့ဖြစ်ရတဲ့အနိစ္စတွေအနတ္တတွေလုံးနေလို့တရားမရပါဘူးယုံနဲ့နေကိုအပေထတာလေးလာတာဒီယုံနဲ့နေဒါကြောင့်ဖြစ်ပြဆိုတာကိုအပေထတာလေးလာတာအဲ့ဒီငယ်နှစ်ခုကိုပေါ်ဝေရှင်းထားပြီးတော့ဒီပတနာရှင်မှတ်သွားတာပါပဲ